MSP ဖြစ်ဖြစ်ဖို့ပဲအဓိကဖြစ်နေတဲ့သဘောပေါ့နော်သူလူစိတ်ဝင်စားအောင်လုပ်တဲ့သဘောပဲရှိတယ်တကယ်အရေးချင်းအမှန်ထွက်လာဖို့များလာပေါ့နော်အဲ့တော့ပေါ်ပင်နေများလာတော့လေအဲ့လိုလေးဖြစ်နေတော့ကျွန်တော်တို့ကတော့မရီဘာဂါရယ်ဆရာစီကလွင်ရယ်အဲ့ဆရာမြမိုးရယ်အင်းအများကြီးလဲကိုအညံ့နေပေါ်တာပေါ့နော် ဘန်နေပါရင်တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးရိုးရိုးပဲပေါ့ဒါလေးကတော့ဟိုမိသားစုပွဲလို့ဖြစ်နေတာအဲဒါကြောင့်ထွက်နေတာကမတွေ့ဘူးဆိုတာလေကျွန်တော်ကကြတော့ဒီကိုလုံနေရဟာတန်လိုင်းကြီးတွေကများနေတယ်တန်လိုင်းဆိုတာဒီဆရာရဲ့ reflection ချင်းလေးကိုလည်းကျွန်တော်အခုပြန်လုံနေတယ်အဲ version လေးနဲ့ပေါ့ကိုကိုစချင်းဘက်ကိုကာပါပြန်လုံတာအကုန်လုံးအဆရာတို့ခွင့်တောင်းယူရတယ်ဒါပေမဲ့မပြီးသေးရမပြီးသေးရအဲ့လိုမျိုးလေးပေါ့ချင်းလေးကတို့လိုတန်လိုင်းလေးကြီးများနေတယ် အဲ့လိုဖြစ်နေရတယ်အဲကျွန်တော်ဘက်ကအားနေချက်တွေအများကြီးရှိပါတယ်ဟုတ်တယ်ကျွန်တော်ကဘာလို့ဆိုတော့လေခုနောက်ပိုင်းမှာဒီဒီဘက်ကိုနည်းနည်းရော့ပြီးတော့ဟိုဒီမိသားစုစီပွားရေးဘက်ကိုနည်းနည်းဦးစားပေးနေရတယ်ပါတယ်ပေါ့နော်အဲ့လိုကြည့်ပါတယ်ကျွန်တော်ဟိုမအားရင်တော့ line ပေါ်ကနေရောအဲကြည့်ဖြစ်တယ်အဲ့လိုမျိုးလေးတော့ဘာလို့ဆိုတော့ကိုလေးဒီရပဲဟိုဒီနေရာရောက်လာဆိုတော့လေကလေးကိုအားပေးပါတယ်အခုကလေးလေးပေါ့ ခုကတော့အခုလက်ရှိကတော့အခုဗာလေမြန်မာစတားလာอืมကြီးဖြစ်တယ်ပေါ့နော်ကျွန်တော်အခုနောက်ပိုင်း adjust တွေလည်းချိန်သွားပြီဆိုတော့ဟိုတလောကဆံမြမိုးတို့တော့လည်းကြီးဖြစ်တယ်အခုနောက်တစ်ခွဲလည်းကြီးဖြစ်တယ်တော်ကြပါလေကလေးတွေကတော့ပြောကြအောင်လို့ကျွန်တော်တို့ဆိုအဲ့ရွယ်တော့ဘာမှမသိသေးရလေး အများကြီးပေါ့ဟိုဟာလွဲတာကြီးပေါ့လွဲတာဆိုတော့ကျွန်တော်ကမိန်းကလေးတစ်ချိန်မရအားနေချက်ပြုတ်ပြုတ်ပြောင်ပြောင်မရတာလေးပေါ့ကျွန်တော်အားနေချက်ကအဲ့ဒါလေးပေါ့အဲ့တော့ဟိုဒီပြိုင်ပွဲတစ်လျှောက်လုံးကဆရာကြီးကပြန်ပြီးတော့တင်ခဲ့ရလို့ဒါကျွန်တော် melody အစုံ music အစုံရဲ့သဘောတရားအခြေခံလေးကြီးပေါ့အကုန်လုံးဒီပြိုင်ပွဲမှာပဲပညာရရတာပေါ့အရင်တော့ကျွန်တော် online နဲ့ကောင်းတဲ့အဆူတော့ပေါ့အဲကျွန်တော်လွတ်ထင်တာမဟုတ်ပါဘူးနောက်ပိုင်းကသူ melody သူ့ရဲ့ music ပေါ်မူတည်ပြီးတော့သူ့ရဲ့ဟိုက fashion လေးတွေအရစပါတော့ သူ့ရဲ့ဟိုဟာပေါ့ system လေးတွေအစမတူဘူးဆိုတဲ့ဟာလေးပေါ့အားလေးသိလာတာပေါ့ဟိုကျွန်တော်လည်းအရင်တော့နားတော့မလဲပါဘူးဒါပေမဲ့လေဟိုဟိုကျွန်တော်တော့ adjust ဆိုရင်တကယ် professional ကြီးတွေပဲကြိုက်တော့လေနည်းနည်းဟိုဒီဒိုင်ဘက်ကိုတိတ်မကြည့်ဘူးပေါ့ကလေးတွေကိုကြည့်ရတာကလေးတွေအားပေးချင်လို့ပေါ့ဒီဘက်ကတော့ကျွန်တော်ဘာမှနားမလဲတော့ဝေဖန်မှုတော့မရှိပါဘူးဒါပေမဲ့တိတ်အားတော့မရဘူးပေါ့အရင်တော့ကျွန်တော်က professional ကြီးတွေပဲကိုယ်ကကတော့လည်းအဲ့လိုပဲဆိုတော့လေ ဟိုပြန်ရရလဲတကယ်အနှစ်သာရရှိရပါတော့အခုကနည်းနည်းလေးဖြစ်ဖြစ်ဖို့ပဲအဓိကဖြစ်နေတဲ့သဘောပေါ့နော်သူလူစိတ်ဝင်စားအောင်လုပ်တဲ့သဘောပဲရှိတယ်တကယ်အရေးချင်းအမှန်ထွက်လာဖို့များလာပါတော့အဲ့တော့ပေါ်ပင်နေများလာတော့လေအဲ့လိုလေးဖြစ်နေတော့ကျွန်တော်တို့ကတော့မရီဘာဂါရဲ့ဆရာစီကလွင်ရဲ့အဲ့ဆရာမြမိုးရဲ့အင်းအများကြီးလဲကိုအညံ့နေပေါ်တာပေါ့နော် တော်တော်ပြောတာခံရတယ်ပေါ့ဟို rock ကပတ်သက်လို့ပေါ့နော် rock ပြီးသွားဆိုရယ် traditional ရှိတယ်နော်သူကအဲ့လိုမျိုးပေါ့ဟိုဟာပေါ့ R&B ရှိတယ်ကွာအဲ့လိုမျိုးဆိုတော့ကိုကအဲ့နှစ်ခုမှအားနေရလေအဲ့သူက slar လေးတွေပါတယ်လို့ပါသူကကျွန်တော်သိတာမသိဘူးအဲ့လိုမျိုးပေါ့နောက်အတိုင်ကြီးကတောင်းတောင်းနဲ့မမကြီးနဲ့ကြမ်းကြမ်းဆိုတော့အဲ့လိုမျိုးပြော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 လည်းမရှိတော့ကိုအညံ့နေရအဲ့ကြမ်းမှသိရတာပေါ့နော်ဒါလည်းဆရာတွေအသေးမှသိမှလေကျွန်တော်ကကျွန်တော်ဆိုရင်တော့ ော်ဒါမြမတန်စင်ကသူစီးနေဝါနေဒီလိုကိုက်ဘောက်ကိုက်ဖို့ရှိတယ်တော့ဆလားပါမယ်အဲ့လိုမျိုးလေးပေါ့အဲဒီ RMB ဆိုလို့ရှိရင်လည်းသူ week လေးကြီးဆလားလေးဘယ်လိုထည့်ရလဲဆိုတာဒီလိုပါအဲ့လေးနားလဲလားပေါ့အောင်မြင်နေတဲ့ကလေးတွေအများကြီးပဲလေကျွန်တော်တို့စီစဉ်ရလဲကျွန်တော်တော့ဘာမှမဖြစ်ဘူးဆိုတော့တော်ပါတယ်ကျွန်တော်ထက်ဂျူးစားလို့လဲစူးစားမှလည်းဖြစ်မှာဟုတ်နော်စူးစားမှလည်းဖြစ်မှာဆိုတော့သူတို့တကယ်လဲစူးစားလို့ဒီနေရာရောက်ကြတာပါဟိုအညီလေးအောင်ထက်တို့ နော်ဟိုဟာအမြင့်မြတ်တို့ခန္ဓုဇန်တို့တော်တော်လေးပေါက်မြောင်နေဒါကိုထက်ငယ်လေးကိုထက်ဂျူနီယာလေးကိုထက်ကလေးတွေပေါ့နော်တော်တာပေါ့ကျွန်တော်ကဒီညာဒီညာမတက်ဘူးလေကျွန်တော်တော်တော်များလည်းပြောပါတယ်ဟိုညီလေးဥစ္စာမင်းဂီတာမှုဥစ္စာမင်းသားလေးဆိုရင်ကျွန်တော်ညီလို့သူကကျွန်တော်အရန်ဖြစ်စေချင်တယ်မနှံ့ရက်နေတာမနှံ့မသွားတာ အဲ့လိုမျိုးပေါ့သူအားမလို့အားမရကျွန်တော်ကိုအားမလို့အားမရဖြစ်လို့ဟိုဒါစေတနာရှိလို့ပြောတာလေကျွန်တော်လက်ခံပါတယ်ဒါကျွန်တော်ဝန်ထမ်းလည်းတကယ်လည်းဘာမှမလုပ်ချင်လို့ရက်နေတာဆိုတော့ဟိုဒီလိုမျိုးပွဲတွေပါတယ်တော့မှဟိုရှောင်ရှက်ပြီးတော့မှသွားတာဆိုတော့လေတုံလည်းမတင်တော့ဘူးအရင်တော့ဆိုကျွန်တော်အရင်အဲ့ဘက်ကိုအားတန်းတော့အမြဲ run နေ အခုကတော်တော်ပျောက်သွားတဲ့သဘောမှရှိတယ်အခုကူကူလည်းသိတယ်အဲ့တော့ဒီတိုင်းနေရတာနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲခါလိကြရင်စိတ်ကြကြတာပေါ့နော်ဩငါဝါသနာပါလားတခုငါဖြစ်နေတာတခုဆိုပြီးတော့ဖြစ်တယ်ဘာမလဲဩငါအချိန်တိုင်းတော့ပြန်ပြီးတော့စိုင်းရတာပဲဆိုတော့ဒါမဲ့လေအခုတဲ့ရွယ်လေးရှိသေးတာတဲ့ရွယ်ပိုင်းခြားသူ့ခါလေးကျွန်တော်သိပါတယ်အဲ့ဒါလေးခေါ်လို့တရားကြီးလေအားမလို့အများဖြစ်တာပဲလေ ဟိုဟိုဖြစ်နိုင်ရဲ့ဒါနဲ့မလုပ်ခဲနဲ့ရက်နေတယ်ဗောနော်ဒါညီမလေးတို့တောင်မှအားမလို့အများဖြစ်တာပဲဗောနော်ကိုတို့ကစီးပွားရေးနံပါတ်1ဖြစ်သွားခဲ့ရအဲအဲ့လောက်ကြီးလည်းမဟုတ်ဘူးဗောဒီခေတ်ကစီးပွားရေးနံပါတ်1လို့လည်းလုံးလုံးမရဘူးလေနော်ကျွန်တော်သိရတယ်လားဟိုဖြည့်ုံလေးပဲ run ကြတာလေနော်အာအကုန်လုံးကတော့ကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးလူတိုင်းမှမကြည့်အပူလေးတွေကြီးနေပဲလေနော်အကုန်လုံးကဟန်ဟန်လေးနဲ့ပဲအလုပ်လုပ်နေကြတာလေအဆင်ပြေအောင်ပဲလေ အခြေအနေကအဲ့တိုင်းဖြစ်နေတော့ဆိုတော့ဘာသွားပြောလို့ရမလဲအဲ့လိုပေါ့စီးပွားရေးကိုအရင်လွန်ထိုးပြီးတော့ကျွန်တော်အဲ့ဈေးပြေခွေးပြေအဲ့လိုလည်းမဟုတ်ဘူးကျွန်တော်ကျော်ပုံမှန်လေးပဲဘာလေးပဲဖြစ်ပုံမှန်လေးပဲသွားတာပေါ့နော်ဟုတ်အဓိကတော့ဆရာပေါ့ဆရာဆိုရင်ဆရာကျွန်တော်ဒီသချင်းလေးဖုန်းဆက်လိုက်ပြန်ရင်ကျွန်တော်ဒီသချင်းလေးဟို version လေးချိန်ပြီးတော့ဆရာသချင်းလေးပြန်လှုပ်ရှင်လို့နော်ရတယ်တာလှုပ်လှုပ်ဆိုပြီးပြောက်သွားပြန်ဆရာဟမ်ဖုန်းဆက်ပြီးပြောက်သွားပြန်လေသချင်းလည်းထွက်မလာဘူးလေ ဖုန်းဆက်ရတာလဲကိုကိုကိုလဲရှက်လာပြီအားလဲနာတယ်ဘာလို့လဲမူးကလည်းမရဘူးကွာတိလားဒါလည်းဘယ်လိုခေါ်မလဲ तू စိတ်နှစ်ပြီးလောက်ရတဲ့အလုပ်ဆိုတော့လေဟန်ဆောင်လို့မရတဲ့အလုပ်ဆိုတော့ကိုမူးမပါဘဲနဲ့ဆိုရင်လည်းအဆင်မပြေဘူးလေထွက်လာတာလည်းအလိုမျိုးပေါ့ကျွန်တော်တွေးတာလေးပေါ့မြန်မာစတာပစား